မလီကိစ္စတွေနော်ခေါင်းကပြေကြတဲ့အထဲထဲမှာလက်နက်ရှိမယ်ဘာဖြစ်တင်냐ဖြစ်တင်နေဆူဆွဲပြီးပြောနေတယ်အဲ့ဒီသူစိတ်ဓာတ်ဟာတကယ်မရှုပ်တော့ဘူးနော်ဘုံကြီးဝတ်ပြီးတော့မကောင်းတဲ့မန္တမီအကုန်လုံးလုံနေတာယနေ့တန်ခတ်နိုင်ကတွေကလည်းဟာနာရှင်ရဲ့တောက်ထောက်ပေးနေတယ်ဘုံကြီးဟေ့ဆိုသူတို့ကလည်းမထီရဲဘူးမတို့ရဲဘူးဘာလို့ဆိုသူတို့ကလည်းအတူတူလူပဲနော်ခေါင်းကပြေကြတဲ့မဲယိုပြည့်ကျွေးထားတဲ့အထဲထဲမှာကိုကပါနေကြတဲ့တန်ခတ်နိုင်ကလည်းနဲတာမှမဟုတ်တာ မိတ်ဆွေများအားလုံးတော်လန်သောနေ့တည်ပါမာသာဘောဆုံးညီညာရေး Institute IRMB ကနေတပတ်ခြားဗုဒ္ဓနေတိုင်းထုတ်လွှင့်နေကြဖြစ်တဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်ရံခြင်းသခွိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘုရားတို့သခွိုင်းအပတ်စဉ်28ကိုရောက်ရှိလာပြီဖြစ်ပါတယ်28မှာပုံမစီတို့ညီညွတ်ဖို့ မိုက်တိုက်မှုတွေကိုသတိပြုသူဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ဒီခေါင်းစဉ်အောက်မှာဘာဝင်ဆွေးနွေးကြမဲ့စပီကာများကတော့ကျေတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ဝါလနာဟာဖစ်ကာရီဆရာဥစုနေဦးပြည်မင်းတရားသူကြီးတူဖြစ်တဲ့ဆရာမဒေါ်တင်သာများနဲ့တိခါရရဆရာတရာပေတရုတို့ကဒီနေ့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာတော်တို့ဆရာဆရာမတို့မင်္ဂလာပါဗျာ။ ်တာပါဘုံပေါင်းညီပါတော့ဒီတစ်ပတ်သွေးမဲဟာကတော့ဦးဇင်းတို့ကြောင်းရတရားတော့စုံစုံလင်းလင်းနေရှိပါတယ်ဦးဇင်းတို့တွေကဒီနေ့ဒီချိန်မှာဆိုလို့ရှိရင်ဟိုစီလုံးညီညွတ်ဖို့အရေးကြီးပါတယ်ခုချိန်မှာဆိုရင်စစ်မိတ်စာစစ်ဘလူဖက်စစ်စစ်တပ်မရင်းတပ်ကလည်းပဲဦးဇင်းတို့ရဲ့နိုင်ငံကိုမျိုးမျိုးသွေးခွဲဖို့ကြံစည်နေတာရှိတာပေါ့နော်အဲကျတော့တော်လိုင်းတစ်ခုအောင်မြင်ဖို့အနေနဲ့ကတော့ သီလညညို့ဖို့ကရည်ကြီးတယ်သီလညညို့တဲ့အားရင်းနဲ့ဥစဉ်တို့တွေဒီအာရမကိုတွန်းလှန်ကြပါတွန်းလှန်ကြပါမှဓမ္မတရားတွေထောင်းကားလာကြမှာပေါ့အဲ့တော့ဒီတော့ဒီလိုသီလညညို့မှုတွေကိုဖြိုခွင်းဖို့အတွက်ကိုမှိုင်းတိုက်မှုတွေအမျိုးမျိုးဒီနှစ်ပတ်တွေမှာကျုံရတယ်ပေါ့ခုရော်ဒီတိုင်းမှာရှိတဲ့ဒီရေလဲလေးကြီးရွာမှာလည်းပဲဒါမဘာသာတွေပုတ်ဆက်လိုက်သွားပြီးတော့မှမှိုင်းတိုက်တဲ့အနေအထားမျိုးတွေရှိရတယ်နောက်တစ်ခုကကျတော့ ဟိုရန်တန်ကာတွေဘယ်ဒီတိုင်းမဲ့သူလူတယောက်ကိုအမှုအမှုနဲ့ပတ်သက်ပြီးတော့မှအေးဝင်ရောက်ပြီးတော့မှစွတ်ဖက်ပြီးတော့မှမှိုင်းတိုက်တာတွေပေါ့တချို့ဆိုလို့ချင်းဟိုမြေကိုနဲ့ဘာသာမတူတဲ့သူတွေကိုလွှဲချဟိုပြီးတော့မှအဲ့လိုမျိုးအပြစ်တွေပုံချတာမျိုးတွေလည်းကြုံတွေ့ရတာရှိတယ်။နောက်ဒီတစ်ဖက်မှာလည်းပဲရဟန်းပြင်းနယ်မှာဖြစ်နေတဲ့ဒီနေ့ဖြစ်နေတဲ့သတင်းတွေကလည်းအစုံလင်းနေပေါ့ဒါစကားစကားရေချဲရှိရှိ ဒါညီညွတ်မှုတွေကိုချုပ်ဖွဲ့ဖို့မှိုက်တိုက်နေကြတာညရဲမှာလည်းဒေါ်လာရေးတက်ဖွဲ့အင်အားစုတွေနဲ့ဟိုဦးဇင်းတို့တရှိအစိုးရ NUG အစိုးရနဲ့ဂျားထဲမှာလည်းပဲမှိုက်တိုက်သူခွဲမှုတွေလည်းအမျိုးမျိုးပေါ့နော်ဒါတချို့ဆိုလို့ရင်ဒေါ်လာလေးဒေါ်လာရေးအမိခံထားတဲ့အဖွဲ့အစည်းတွေကကွာဒါမျိုးတွေမှိုက်တိုက်နေရတယ်ပေါ့နော်မှိုက်တိုက်တဲ့လို့ရမျိုးတွေပေါ့ဟိုမပြေတော့ကံရရှိဖြစ်နေကြတာတွေလည်းဒီနေ့ကြုံတွေ့နေရတယ်အများကြီးပေါ့ဆိုတော့ဒါတွေနဲ့ဒီနေ့ပေါင်းစည်းပြီးတော့မှ ေဒီဒီအချက်လက်တွေကိုသူစည်းပြီးစုကံပြီးတော့မှအေဒီနေ့ဆင်းနေသွားကြမှာပဲဖြစ်ပါတယ်ပထမဦးဆိုတာတပြီတော့ဆေတော်မေတ္တညာဘုရားတက္ကသိုလ်ကိုဖိတ်ခေါ်ကြမှာလေဗျာဆေတော်အနေနဲ့ဆေတော်တွေ့ကြုံရတဲ့ကြားမြင်ရတဲ့သိကြရတဲ့အရာတွေနဲ့ပေါင်းစပ်ပြီးတော့ဆေတော်ရဲ့အေဘုဒ္ဓတာတွေကိုမျှဝေပြီးပို့ပြီးတော့ရိုသေသွားလောက်ထားပါတယ်ဗျာမှန်ပါဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာဒီနေ့ကာလကတော့အလုံးမဲတိကြတဲ့အတိုင်းမျိုးဆေအနာရှင်စိမိတ်စာ စစ်ဘလူးတွေကသူတို့အတွက်မဟန်တဲ့အခါမှာညီမျိုးစုံနဲ့ဟိုးအရင်ကတိုင်းကလင်းရနေကြသူတို့မှလည်းပဲခေဆက်ဆက်ဒီအာနာကိုကလင်းကြတဲ့ညီစိုက်ဝါနီ brain wash လုပ်တဲ့ညီဗာရာရင်မိုင်းတိုက်လူမျိုးရင်မိုင်းတိုက်တဲ့ညီတွေနဲ့ပဲသူတို့ကလည်းတစ်ချိန်လုံးလုပ်ခဲ့တော့ဒါရီယာသူတို့အတွက်အားကိုးရာဖြစ်နေတာမဆမ်းပါဘူးယနေ့ကာလကတော့သူတို့လည်းသူတို့ထင်တဲ့လောက်တော့ ခကြီးမရောက်ပါဘူးတို့တော်လည်းပဲဘာပဲဖြစ်ဖြစ်ပေါ့မိမိတို့ဘက်ကပေါ့လို့လည်းမရပါဘူးပုံမူပြီးတော့တတိရှိကြရမယ်ပုံမူပြီးတော့စီလုံးကြရမယ်ပုံမူပြီးတော့ညီညွတ်ကြရမယ်ဆေယနာရှင်ကတော့တိုင်းမီရခိုးထားတဲ့တယံဇာတတွေအင်မတန်မှပေါများပါတယ်အဲ့တော့ဒီငွေကြီးတွေနဲ့တို့တော့ကတော့ဝယ်လို့ရတဲ့လူတွေဝယ်မယ် အဲဂလင်ကကြီးကြမယ်တွေးခွဲမယ်ဒီလုပ်ကိုတို့ကလည်းဒီဆိုင်မမက်လုပ်ခဲ့တဲ့အခါကျတော့ဒီပေါ်မှာတော့တို့တို့ကကျွမ်းကျင်ပါတယ်ဂလင်ကကြီးနဲ့မိုင်းတိုက်မှာတော့တို့ကတော့ဒီ expert လို့ပြောလို့ရတာပေါ့ဒါကြောင့်မလို့ပဲဖြစ်ဖြစ်ဒီစစ်အာဏာရှင်တွေရဲ့မိုင်းတိုက်မှုကိုအားလုံးကတော့တတိရှိပါယနေ့ဆိုရင်လည်းပဲမြင်တဲ့အတိုင်းပဲနော်ဒါတော်ဆန်းစုကြည်လက်ထက်ကလည်းပဲရကိုင်းပြည်နဲ့ပတ်မှာရှုပ်ထွေးအောင်တို့လုပ်တာပဲပြီးတော့ သူတို့တရုတ်ရဲ့ gas pipeline ကြီးချကျင်တော့လဲဆန္ဒပြနေကြတဲ့ခါကျတော့ဒါတွေကိုအောင်မြောင်လို့တရုတ်နဲ့ဆက်အနာရှင်နေနဲ့လဝါချင်းရိုက်ပြီးတော့ဗာရာရိတ်အထီကုံလောက်တာပဲမတော်သသူကြီးလက်ထက်မှာလည်းပဲဒုံဤ၎င်းအထီကုံနေနီမျိုးစုံနဲ့ဖန်တီးတာပါပဲနော်ဒါကကာလတစ်လျှောက်လုံးသူတို့လုပ်နေခဲ့ကြတဲ့အရာတွေပါပဲနော်အဲ့တော့ဆက်အနာရှင်စစ်မိတ်စာကဦးဇင်းတို့နိုင်ငံတွင်းထဲမှာမိသိနေတိုင်းကြရဲဦးဇင်းတို့တိုင်းနှံညီကိုမောင်တို့မအားလုံး ကိုကိုဝေယယုံကြည်ရပါရာအတိတိအလုံးလူမျိုးတစ်ခုနဲ့တစ်ခုဘာသာတစ်ခုနဲ့တစ်ခုလူမျိုးသူနေပြန်တော့လည်းပဲဒီလူမျိုးတွေကြားထဲမှာယူကြတဲ့ဘာသာတွေရဲ့မတူညီမှုတွေပေါ်မှာခြေခံပြီးတော့မိုင်းတိုက်ခြင်းတွေတွေးခွဲခြင်းတွေဒါတွေကနှီးမျိုးစုံနဲ့လုပ်ခဲ့ကြတာပါပဲနော်ဒါကြောင့်မလို့ဦးဇင်းတို့ကဘုံရန်သူမပြောက်ဖို့အရေးကြီးပါတယ်ဒီစစ်အာဏာရှင်ရှိနေတဲ့မြတ်ကတော့ဦးဇင်းတို့ရဲ့အတိုင်းပြည်ကြီးဟာနော်ဒီလိုပဲ ကလင်ရခံမှုမျိုးစုံနဲ့ဝိဇင်းတို့ကနစ်နာနေကြမှာပါပဲ။ဒါကြောင့်ဘုံရန်တို့မရှိတော့ဘူးလေဆိုရင်ဝိဇင်းတို့နိုင်ငံကြီးဟာတိုင်းရင်းသားပေါင်းစုံတည်ရှိတဲ့နိုင်ငံကြီးဗာရပေါင်းစုံမိတင်းတွေတိုင်ကြတဲ့တိုင်းပြည်ကြီးဆိုတော့အင်မတန်မှလှပါ။မမတင်းကြီးမတူညီမှုတွေကပဲဥစဉ်တို့ကအလှတရားတွေပါ။သို့တော်လည်းပဲအာနာရှင် အတွက်ကြတော့ဒီမတူညီမှုတွေဟာသူ့အတွက်မိုင်းတိုက်လို့ကောင်းနေတဲ့ဟာဖြစ်နေတယ်။ဒါကြောင့်မလို့သူကသူ့မိုင်းတိုက်လို့ရအောင်လို့ ဥစဉ်တို့ကနကပြခဲ့တဲ့ပညာရေးမပြည့်စုံမှုတွေပညာရေးတွေကိုဖျက်ဆီးမှုတွေနော်စီးပွားရေးတွေလုံးဝဆင်းရဲမွဲတည်နေအောင်စာပေဘူးတုဒ္ဒတွေမဖတ်အောင်ဗာရာအကြောင်းတွေကိုမသိနိုင်အောင်မွဲတည်နေအောင်နော်ပညာတွေမတက်နေမှဒါရိတာမတ္တာကြက်နဲ့ပညာတွေမသိနေမှမိုင်းတွေတိုက်လို့လွယ်မယ်ဆင်းရဲမွဲတည်နေမှမိုင်းတိုက်လို့လွယ်မယ်အသိဉာဏ်တွေညံ့နေမှမိုင်းတိုက်လို့လွယ်မယ် မီဒီယာတွေကိုအမောင်ချထားနိုင်မှမိုင်းတိုင်းလို့လွယ်မယ်ဟေ့ဆိုတာဒါသူတို့ရဲ့လုံထုံးလုံနည်းတွေပါပဲ။နောက်တကြောင်မလို့သူတို့ကကာလတလျှောက်လို့နော် BOE BBC အာရဗီတရင်တွေကိုနားထောင်ရင်တော့မှပဲဖန်းစည်းတဲ့ခြေနေတွေအထိသူတို့လုပ်ခဲ့ကြတာပါပဲ။နိုင်ငံရေးစာရွက်စာတမ်းလေးတခုမိတာနဲ့နှစ်20 30ဒီလိုချပြစ်တာ။ဒါရီယာပါလေဆိုရင်သူတို့မိုင်းတိုင်းလို့လွယ်အောင်လို့သူတို့ကရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါ။ယနေ့ မြန်မာနိုင်ငံတွင်းထဲမှာနော်တောင်ဆန်းစုကြည်လက်ထက်မှာအင်တာနက်တွေအင်တာနက်ကောင်းတဲ့ကိစ္စတွေကိုယနေ့ရေးဆိုရင်ဒါအင်တာနက်တွေကိုလည်းပဲမိမျိုးစုံနဲ့ပိတ်ပစ်တယ်နော်နောက်ဆုံးအမျိုးစုံနဲ့ဖန်ဆီးပစ်တယ်နော်ဒီတဲ့ရင်တွေလိုက်ပေးတယ်ဟေးဆိုရင်တော့မပဲဖန်ဆီးပစ်တယ်ဒါဘာလို့နာလဲဆိုအကြောက်တရားရိုက်တွင်ပြီးတော့တကယ်ဒီမိုင်းတိုင်းမှုတွေကိုခွာချနေတဲ့ဒီလိုသကဝိုင်းတွေကိုနားမထောင်ရဲအောင်သူတို့ဒါကလင်ကြီးကြတာပဲ ။ဒါကြောင့်မလို့သူတို့ကတစ်ဖက်မှာတော့နင်လန်းကလာပိတ်ထားပြင်မဲ့သူတို့တွေမှာတော့မြင်နေတိုင်းပဲနော်ကိုရကပြောခဲ့တဲ့သူတို့မိုင်းတိုက်လို့ရအောင်လှုပ်ထားတဲ့ဇုံမဲလုံးတို့သူတို့ကလော်ဘီလုံးနေကြတဲ့ကြောင်မျိုးမင်းတို့နော်အများကြီးပေါ့ပေါကရုံးတို့ဒါတွေကိုလို့သူတို့ကစပယ်ရှယ်လှုပ်ထားတယ်နော်မီဒီယာကမီဒီယာနဲ့ပြန်တိုက်ရေးဆိုပြီးတော့တစ်ဖက်မှာလည်းပဲညီမျိုးစုံနဲ့ပိတ်ပင်တာတွေလှုပ်တယ်လို့တစ်ဖက်မှာလည်းပဲသူတို့ကို မိုင်းဝိုင်းတိုက်ပေးနေမဲ့လူတွေကိုတော့တိုင်းပြည်ရခိုးထားတာတွေနဲ့အမေရိုးကျွေးပြီးတော့ရင်မဓမ္မဟောင်းခိုင်းထုခိုင်းယနေ့ဆိုရင်မြင်တဲ့အတိုင်းပဲနော်6800ဇာတွေဒါမွေးတာပေါ့ဘာလို့လဲဆိုလူတွေဆင်းရဲမွေးဒေလာငက်ပြက်လာတဲ့ခါကျတော့ဘယ်နဲ့ပြေခဲ့တဲ့ငါတို့ကကျွံဖြစ်မနေဘူးဒီကျွံဘဝမှာနေနေချင်းကငါတို့တားစီမြေဆက်ဒုက္ခရောက်တယ်ဆိုတာသူတို့မှစဉ်းစားနိုင်မှုတွေမရှိတော့ နတ်ပြန်နေအောင်လှုပ်ထားပြီးတော့အမေယိုးပြစ်ကြွေးပြီးတော့ခိုင်းစားတဲ့ဤစနစ်ကိုအာနာရှင်ကလှုပ်လာတာပဲ။ဒါကြောင့်မလို့ယနေ့ဝရံပြေသူစိတ်ဓာတ်တို့ဆိုတာမဘာဒရင်မှာတကယ်မိမတွေပွေရှုပ်နေတဲ့ကလင်ကကြစ်ကောင်းပဲ။နော်။တောင်သားစုကြီးတို့လက်ထက်တွေကဝရံပြေထုတ်တာအား။ဒီကောင်ဘယ်မှာရှောင်းနေလဲစစ်တပ်ထဲမှာပဲစစ်တပ်က background နဲ့ယနေ့တည်းအထိနေနေတာပဲ။ဘုံနေ့ကလည်းမြင်တဲ့အတိုင်းပဲစစ်တပ်ပေးထားတဲ့ဒေါ်လာတွေကိုအထက်လိုက်ကင်ပြီးတော့ကြွပြနေကြတာမြင်ရမှာပေါ့။အခုဒီပလီ ိစ္စတွေနော်ခေါင်းကပြေကြတဲ့အထဲထဲမှာလက်နက်ရှိမဲ့ဘာဖြစ်တင်냐ဖြစ်တင်နေဆူဆွဲပြီးပြောနေတယ်အဲ့ဒီသူစိတ်ဓာတ်ဟာတကယ်မရှုပ်တော့ဘူးနော်ဘုံကြီးဝတ်ပြီးတော့မကောင်းတဲ့မန္တမီအကုန်လုံးလုံးနေတာယနေ့တန်ခတ်နိုင်ကြတွေကလည်းဘာနာရှင်ရဲ့တောက်ထောက်ပေးနေတယ်ဘုံကြီးဟေ့ဆိုသူတို့ကလည်းမထီရဲဘူးမတို့ရဲဘူးဘာလို့ဆိုသူတို့ကလည်းအတူတူလူပဲနော်ခေါင်းကပြေကြတဲ့မဲယိုးပြည့်ကျွေးထားတဲ့အထဲထဲမှာကိုကဘာနေကြတဲ့တန်ခတ်နိုင်ကလည်းနဲတာမှမဟုတ်တာတကယ်တမ်းရေးဆိုရင် ဓမ္မကိုတတိရှိရှိရင်ဆိုင်ရဲတွေဟေးဆိုရင်ဒါမျိုးတွေကိုရှင်းရဲရမှာပေါ့ဘာလို့ဒီဘရာဂတိဆိုတဲ့အကြောက်တရားတွေနဲ့မလိုက်ပါတဲ့နဲ့အာရမဘက်စိမိတ်စာဘက်လိုက်ရမလဲဇန္နဂတိဆေယနာရှင်ပေးထားတဲ့ကြောင်းတွေကားတွေတော့တိုင်းမီရခိုးထားတဲ့တခိုးလက်ခံအဖြစ်တွေနဲ့တော့တာယာမနေတင်မှုပေါ့တော်တော်ဂတိဖြစ်တဲ့ယင်းဒီဘာရာဂျာမုံလီရေးတွေကိုစနစ်တကျချထားတဲ့တည်းမှာမိမိတို့အသိဉာဏ်ရှိရင်မလိုက်ပါတင်မှုပေါ့တကယ်ကတိုင်းမီရရန်သူနော်ဘာရာအလုံးရဲ့ ဘုံရန်သူဟာစစ်အာဏာရှင်ဖြစ်နေတာပဲဒါကမမြင်တော့ဘဲနဲ့မဲယိုပြည့်ကျွေးထားတဲ့အတိုင်းခိုင်းတဲ့အတိုင်းလိုက်ဟောင်းမယ်လိုက်ကြိုက်မယ်ဟေးဆိုတာတော့ယနေ့မဘရဘုံကြီးတွေယနေ့ဝါတော်တို့ဟေးဆိုရင်လေဒါဘုံကြီးဝင်တဲ့မိမတွေရှိနေတယ်နော်လူတက်ခိုင်းနေတယ်စစ်တင်တန်းနေပေးနေတယ်နော်ပေါကရုံတို့ဟေးဆိုရင်ဘုံကြီးဝကြီးနဲ့အိမ်နေမိရှုခိုင်းနေတယ်စစ်တင်တန်းနေပေးနေတယ်ဟေးဆိုတာဒါဗာရသိကကြာနေပြီးသားတွေဘုံကြီးမှမဟုတ်တော့တာဒါတွေကြတော့မထီရဲဘူး နော်ခုနကပြောခဲ့တဲ့ဗာမဟုတ်တာတွေကြားတယ်ဟေ့ဆိုရင်တော့အာအပြစ်ပေးတယ်အေးယူတယ်ထောင်ချတယ်နော်လက်ဆောင်တွေထပ်ပြနေကြတယ်တန်ခမ်းနိုင်ရကတကယ်တမ်းကြတော့ဒါတွေကိုလုံရဲကန်ရင်ရှိကြရမှာအဲ့တော့ခုနကပြောခဲ့တဲ့မောဟဂရီဆိုတဲ့အတိုင်းနိုင်ငံကြီးဘာဖြစ်နေလဲကိုယ်နိုင်ငံသားတွေကဒီလိုဆင်းရဲဒုက္ခမရောက်သင့်တဲ့အခြေအနေတွေမှာဒီလိုကြောက်ရွံ့နေကြရတာဟာငါတို့ဒီဆရာနာရှင်ဘုံရန်သူရောက်မယ်ကိုယ်လူမျိုးကိုကိုမြင့်ဖို့ရေးစီဝါရေးပညာရေးကျမ်းမာရေးလူမှုရေး နော်အသည့်တွေကဘာပေါ်မှာပြန်လည်ပြီးမြင့်နိုင်ဖို့ဟေးဆိုတာနှိမ့်ကြအောင်လုပ်ထားတဲ့အာနာရှင်ကိုဖယ်ရှားနိုင်မှမြင့်တင်ပေးနိုင်နေကိုချင်းဒိဋ္ဌာမြင်မာတဲ့ပညာရည်မြင်မာတဲ့တိုင်းပြည်ကြီးကိုတကယ်တိုးတက်မြင်မာအောင်လုပ်နိုင်ကြတဲ့နော်အဖွဲ့အစည်းတောင်ဆန်းစုကြည်တို့လိုကောင်းဆောင်တွေကိုအလုံးဝိုင်းဝန်းကူညီတည်ဆောက်နိုင်ကြမှာဒီတိုင်းပြည်ကြီးဟာဦးစင်းတို့လိုချင်တဲ့ပန်းနိုင်ကိုရောက်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပြောချင်တာအရာကတော့အာနာရှင်ကဒုက္ခလတ်တလျှောက်လုံးလုပ်ခဲ့တဲ့မိုင်းတိုက်မှုမျိုးစုံကိုတော့သူကစ조사ပြီးလုပ်နေမှာပါပဲ။ ဒါကြောင့်အလုံးကသတိဝိရိယပူရှိပြီးတော့အာနာရှင်ရဲ့မှိုင်းတိုက်မှုမျိုးစုံကိုရိုက်ချိုးလို့ဘုံရန်သူဖြစ်တဲ့စစ်အာနာရှင်ကိုဖယ်ရှားကမိမိတို့လိုချင်ကြတဲ့ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်နိုင်ပါစေလို့ပြောကြရင်ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်မှန်ပါဗျာအာနာရှင်ကတော့မှိုင်းတိုက်မှုမျိုးစုံသုံးနေတာပါပဲအဓိကအားဖြင့်မှိုင်းတိုက်ဖို့အတွက်ထောက်ကူပြုပြီးတော့မှအဓိကသူတို့အသုံးချတာကတော့အမှုပညာရှင်တွေနဲ့ ယဟန်တန်ဃာတွေပါပဲအများဆုံးဘုရားဘာသာယဟန်တန်ဃာတွေပေါ့တခြားတခြားသောဟိုခရစ်ယာန်တို့ဟိန္ဒူတို့အစ္စလာမ်တို့ပါကောင်းပါပြီမဲ့ရာဂိုင်နှုတ်တော်တော်လေးနဲပါတယ်ဆိုတော့ဦးဇင်းတို့ရဲ့ယဟန်တန်ဃာတို့အမိခံထားတဲ့သူတွေကလည်းပဲဘုရားချမှတ်ခဲ့တဲ့တန်ခါစံတန်ဘိုးတွေနဲ့အညီမနေကြတဲ့အခါမှာသင်္ကန်းပတ်တက်တက်ပြဖြစ်နေကြတာတွေ့ရပါတယ် ရှိမှသေးတော့အဂတိတရား၄ပါးနဲ့ခြေထိုးပြီးတော့မှယဟန်ရဲ့အနှစ်သာရတွေကိုထုတ်ပြပြီးတော့မှဘယ်ဟာယဟန်လဲဘယ်ဟာယဟန်မဟုတ်ဘူးလဲဆိုတာကိုတိတိကျကျနားထောင်ရင်သိတာပါတယ်။သူတို့သောပရိဘာနာကိုနည်းကိုပြန်ကြည့်ပြတော့ကြည့်အောင်မယ်ဆိုလို့ရှိရင်တော့မဥစဉ်တို့ကသောပရိဘာနာဆိုတာကကောင်းမွန်စွာပြောဆိုရမယ်ကောင်းမွန်စွာ လုပ်ကင်ရမယ်ကောင်းမွန်စွာကျန်စီရမယ်ဆိုတဲ့သူတရတရားနဲ့အညီဓမ္မနဲ့အညီ ကျင့်သုံးရတာဖြစ်ပါတယ်မိမိရဲ့အလုပ်ရကြောင့်မိမိရဲ့ပြောဆိုမှုကြောင့်မိမိရဲ့ကြံစည်မှုတွေကြောင့်မိမိကိုယ်တိုင်ရောတခြားတစ်ပါးသူတွေရောတိုင်းပြည်ရောပတိခိုက်မနစ်နာတဲ့အလုပ်မျိုးအပြောမျိုးအကြံမျိုးကိုပြန်စီကြရမှာဖြစ်ပါတယ်ထို့အပြင်အဲစိတ်တက်ခိုင်ကြည်အောင်စိတ်တက်အဲတည်ကြည်အောင်စိတ်တက်တန့်ချင်းအောင်စိတ်တက်ဖြူစင်အောင်ဘုရားတို့ရဟန်းတန်ခါတွေဟာကျင့်ဖို့တော်တော်ကြီးအရေးကြီးပါတယ် အဲ့ဒီနေ့ဗရာယေဒီကရုံးတွေကိုလှုပ်ဆော်နေတဲ့သူစိတ်တပြန်ကြည့်ပါဒါမဘာဒတဖြစ်လေဖက်သစ်စစ်တမရိတ်တရဲ့လက်ကင်တုတ်တစ်ခုပါသို့သောအလိုဖက်သစ်စစ်တမရိတ်တရဲ့အတုံးချကံဖြစ်နေပါတယ်နာမည်ကတော့သူစိတ်တတယ်သူဆိုတာကောင်းသောစိတ်တဆိုတာစိတ်ကိုပြောတာစိတ်ကောင်းရှိသူကိုသူစိတ်တတယ်လာလာမကိုမတန်နဲ့သကလုံးမဲဒီရကတော့အဲ့ဒါမှဦးသိန်းကတော့သူ့ကိုသူစိတ်တလို့မသုံးဘူးဗျဒုစိတ်တလို့ပဲသုံးတယ်ဒုဆိုတာမကောင်းသောစိတ်တဆိုတာကစိတ်ပေါ့စိတ် စိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်မာတွေနဲ့ပြည်လင်းရနေတဲ့ဒုစိတ်တာလည်းဖြစ်တယ်လို့ဒီနေရာမှာဦးသိအတိလင်းပြောကြင်ပါတယ်။မမဗျာအခုလို့ပြည့်ပြည့်စုံစုနေပြေးသွားတယ်သေတော်မင်းတို့ညာဘုရားတက္ကသိုလ်ကျေးဇူးများစွာတင်ရှိပါတယ်ဗျာ။